တလောကလုံးပြန်လွတ်လာပေမဲ့ရောင်လွတ်တောင်လွတ်မလာတဲ့နမကြီးအမှုပညာရှင်ဆယ်လီလေးယောက်ပြည်သက်များအလုံးမဲမင်္ဂလာပါရှင့်အခုချိန်မှာတော့နိုင်ငံတော်ကပုံမှန်905ကကြီးနဲ့ပြည်တံကြခံနေရတဲ့သူတွေလက်ရှိအမှုရင်ဆိုင်နေရတဲ့သူတွေ ထော်ပြေးတင်းရှောင်နေတဲ့လူတွေကိုပြစ်တံလူငင်းချမ်းသာခွင့်ပေးလိုက်ပါပြီ။ဒါကြောင့်ရုပ်ရှင်မင်းသမီးခန့်နှင်းကြီးရဲ့ခင်ပွန်းကိုကန့်နိုင်အပါဝင်ရန်ကုန်မန္တလေးကနေအကျဉ်းသားပေါင်းထောင်ချီလွတ်မြောက်လာတာဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေကပြစ်တံကြားခံနေရတဲ့အမှုပညာရှင်တွေလည်းပြန်လည်လွတ်မြောက်လာမယ်လို့ထင်ကြီးပေးနေကြတာပါ။ဒီဗီဒီယိုလေးမှာတော့ပြစ်တံကြားခံနေရတဲ့အမှုပညာရှင်တွေတဲကမှရောင်လို့တောင်ပြန်မလွတ်လာခဲ့တဲ့အမှုပညာရှင်ဆယ်လီတွေကိုပြပြပေးသွားမှာပါ။နံပါတ်၄နန်းမွေစံ နမကြီးမော်ရယ်နဲ့တရုတ်ဆောင်ဆရာဝန်တယောက်ဖြစ်တဲ့နန်းဝေဆန်ဟာသူမရဲ့ခန္ဓာကိုယ်အလားပါဘော်ဒီတွေကြောင့်မြန်မာတိုင်းနိုင်ငံလုံးကအမျိုးသားတွေအနုပညာရှင်တွေမသိသူမရှိရအောင်နမကြီးကြော်ကြားပါတယ် အထူးသဖြင့်နမ်ဝေဆန်ရဲ့ဗီဒီယိုတွေကိုပိုရိတာယောက်ျားတွေကတရေသမျှများနဲ့အမျိုးချပြီးတော့အားပေးရတာဖြစ်ပါတယ်။ဒါပေမဲ့နမ်ဝေဆန်ဟာမြမယင်ကျေးမှုနဲ့မကန့်ညီတဲ့ဗီဒီယိုဖိုင်တွေကြောင့်ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ပရိသတ်တွေကတော့လူငယ်ချမ်းသာခွင့်ပေးတိုင်းမှာနမ်ဝေဆန်လွတ်မြောက်လာမယ်လို့ထင်ကြတာပေါ့။ဒါပေမဲ့မလွတ်မြောက်နိုင်သေးတာဖြစ်ပါတယ်။အခုလည်းလူငယ်ချမ်းသာခွင့်ပေးတဲ့အထက်မှာနမ်ဝေဆန်မပါဝင်ခဲ့ပါဘူး။ဒါကြောင့်လူတွေကစိတ်မကောင်းဖြစ်နေကြပါတယ်။ နံပါတ်3သမီးစု Facebook ဆက်လီသမီးစုကလည်းပူပူနွေးနွေး905ကကြီးနဲ့အမှုရင်ဆိုင်နေရတာပေါ့အမေရိကန်က Facebook ဆက်လီသမီးစုဟာအမေရိကန်ကအနေမြန်မာနိုင်ငံကိုပြန်လာရင်းနဲ့သူမနဲ့တစ်ချိန်ကပွဲဖြစ်မှုတဲ့အေဒင်ကိုနဲ့ညှိပြီးတော့အမှုတွေရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်အခုချိန်မှာတော့သမီးစုရင်ဆိုင်နေရတဲ့905ကကြီးအမှုတွဲတွေအားလုံးကိုပိတ်သိမ်းလိုက်ပြီးဆိုပေမဲ့လည်းအေဒင်ကိုနဲ့အမှုမပြည့်ပြတ်တဲ့အကြောင်းသမီးစုကမလွတ်လာနိုင်တာဖြစ်ပုံရပါတယ်